မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ဆရာနာရှင်မြပြတိုက်ဖြတ်ရေး NUG သမရနဲ့ KNU ဩဂထာတို့တွဲဆောင်ဆွေးနွေးပြီးခိုင်မာစွာလက်တံသဘောတူညီဆရာနာရှင်မြပြတိုက်ဖြတ်ရေးအတွက်မြို့သားညီညွတ်ရေးဆွေးနွေး NUG နိုင်ငံတော်ယာယီသမရတို့အလရှိလာနဲ့ကင်မျိုးသားစရောက် KNU ဩဂထာဘလို့ကွယ်တူဝင်တို့တွဲဆောင်ပြီးခိုင်မာစွာလက်တံသဘောတူညီလိုက်ကြောင်းနှစ်ဖက်လုံးကသတင်းတော်ပြန်နေစတေမလာ၂၄ရက်နေ့မှာထို့သို့တွဲဆောင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီးတော်လိုင်းအရာဆွေးကြောင့်ယခုတက်ပုံမှုစည်းလုံးညီညွတ်စွာလက်တွဲပြီး မြန်မာနိုင်ငံဆီယနာရှင်လောက်ကနေပြီးတိုင်လွတ်မြောက်ရေးဆီယနာရှင်နဲ့အာနာရှင်ဟူသမျှအမြင့်ပြတ်တိုက်ပြန်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူမှုတရားဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရတဲ့အတွက်ဆက်လက်ခိုင်မာစွာအတူလက်တွဲဆောင်သွားကြရန်ကောင်းဆောင်နှုတ်သဘောတူခဲ့ကြရလို့သိရတယ်။ Energy သမ္မတနဲ့ခင်ရိုကထောက်တွဲဆောင်မှုတွင်နေဦးတော်လှန်အမြင့်ဆုံးအောင်မြင်စေ။တော်လိုင်းအရာစွဲကြပူပေါက်လက်တွေလှုပ်ဆောင်သွားမဲ့ကဏ္ဍရဲ့နဲ့စနေမိအကျဲတဝင်ဆွေးနွေးခဲ့ကြရလို့သိရှိရတယ်။ အန်ယူဂျီနဲ့ KNN နဲ့ဖွဲ့စည်းလုံးကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစတင်ကြညညထားပြီးရွေးကောက်ပွဲကြောင့်နိုင်ငံရေးပြဿနာတွေပုံမရောက်တွေကမြန်မာတနိုင်ငံလုံးပြည်ပခါတွေပုံမပြင်းထန်လာနိုင်ကြောင်းတရားဝင်ကြညကြထုတ်ပြန်သိပေးပါအနာသိစစ်တပ်ကတော့ရွေးကောက်ပွဲစတင်သူမှန်သမားကိုတယောက်စာရေးယူမယ်လို့ကြေညာပြီးအကြမ်းဖက်အဖွဲ့ဖြစ်ကြေညာကျဲမှုဖွင့်ခြင်းတွေကိုတောက်လျှောက်ဆိုသလိုလှုံ့ဆော်လာပါတယ်။မြောက်ကိုရီးယားကမြန်မာစစ်တပ်တံကိုလက်နက်ရောင်းချမှုမှာပါဝင်နေတဲ့မြန်မာ သောဦးနဲ့မြောက်ကိုရီးယားနှစ်ဦးစုစုပေါင်းလူပေါကုံကောင်နဲ့ကုမ္ပဏီတစ်ခုလုံးကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့ရင်းယူမြောက်ကိုရီးယားကမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချမှုမှာပါဝင်ပတ်သက်နေတဲ့လူပေါကုံကောင်နဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့မှုရင်းယူလိုက်ကြောင်းအမေရိကန်ဆက်ရဗန်နိုင်းဝန်ကြီးဌာနကတရင်ထုတ်ပြန်နေမြောက်ကိုရီးယားရဲ့ဥပဒေမဲ့လက်နက်အစီအစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချမှုတစ်ခုဖြစ်နေရမှုပါဝင်ပတ်သက်နေတဲ့ငွေကြေးကွန်ရက်တွေကိုဖျက်သိမ်းချေမှုတော့မယ်လို့အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနအကြံဖတ်မှုနဲ့ငွေကြေးစာရထောက်လိုက်တောင်းဆိုသူကပြောတယ် ညကိုရီးယား Korean Minute Diplomat Training Corporation နဲ့မြန်မာစစ်တမ်းစာလက်နက်ရောင်းဝယ်မှုလွယ်ကူချုံ့ဝေ့စေအဓိကကွန်ကြီးတစ်ခုကို American ဖော်ထုတ်ရေးယူထားပြီး American ရေးယူမှုကမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချမှုတွေကိုဟန့်တားရတဲ့မြန်ကိုရီးယားဆွေရအတွက်အရေးကြီးတဲ့ရန်ပုံငွေလမ်းကြောင်းဖြတ်တာဖြစ်ပါတယ်။၂၀၂၂ခုနှစ်မှာမြန်မာနိုင်ငံမှာ Ryan Shan Land Company Limited ကမြန်မာစစ်တပ်အတွက် KOMIT ကမ္ဘာနီနဲ့လက်နက်ဝယ်ရေးသဘောတူညီချက်ကိုပထမအဆုံးပွဲစားလုပ်ပေးခဲ့ကြောင်း2023ခုနှစ်နေ့ကွန်မိုင်းကစပြီး KOMIT တန်ကလက်နက်တွေထမဝယ်ရေးအတွက် Ryan Shimlin Company Limited ကဝန်ထမ်းကျော်သူမျိုးမြင့်နဲ့ CEO အမှုဆောင်ရာရှီချုပ်တင်မျိုးအောင်တို့ကတရုတ်နိုင်ငံသို့သွားခဲ့ကြောင်း Ryan Shimlin မှာဝန်ထမ်းတွေကမြန်မာကိုယ်စားလှယ်ဖွဲ့အတွက်မြောက်ကိုရီးယားဗီဇာရရှိရေးအတွက်တရုတ်နိုင်ငံဘေကျင်းကိုသွားခဲ့ကြောင်းသိရတယ်။ပေကျင်းမြို့ရှိ KMID မှာလက်ထောက်ကိုယ်စားလှယ်ခင်ယွန်းကျူကတခြား KMOID ကိုယ်စားလှယ်တွေတင်မျိုးအောင်ကျော် သူမျိုးမြင့်တို့နဲ့အတူမြန်မာစစ်တပ်တရိုင်းရှင်းနေမှာတစဉ်ဝင်းပုံနှလုံးဝင်းစောက်ကျင်ကြိယာတွေပြင်ရောက်ချပြီးညှိနှိုင်းစာပေးခဲ့ကြတဲ့ KOMID ကရိုင်းရှင်းလင်းကော်မတီတန်ကိုဝင်းပုံလမ်းညွန်ကြိယာနမူနာတွေကိုစစ်တပ်စမ်းတက်ပြီးတော့30နဲ့နောက်ဆုံးရောင်းဝယ်ပြင်ပေးခဲ့ကြောင်းသိရတယ်။မြန်မာစစ်တပ်တို့လက်နက်ပွဲစားလုံးနဲ့ရိုင်းရှင်းလင်းကော်မတီမှအောင်ကိုကိုကဒရိုက်တာအဖြစ် ပါဝင်ဆိုင်နေကြသည်ရတဲ့ထို့ကြောင့် Ryan Shane Company နဲ့ကျော်သူမျိုးမြင့်တင်မျိုးအောင်အောင်ကိုကိုတို့ကို American ကစီးပွားရေးပိတ်ဆို့တက်ခတ်ရေးယူလိုက်ကြောင်း Ryan Shane Company ကိုကနေဒါနဲ့ပြည်ထိုင်တို့က2024ခုနှစ်အောက်တိုဘာလမှာ၎င်း2023ခုနှစ်ဒီဇင်ဘာလမှာဥရောပသမဂ္ဂတို့က၎င်းအရေးယူတက်ခတ်ပြီးဖြစ်ကြောင်းသိရတယ်။တော်ပြန်မြန်မာစစ်တပ်နဲ့လက်နက်အရာဝယ်မှာပါဝင်နေပြီးမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေမှာပါဝင်နေတဲ့မြောက်ကိုရီးယား Korean Minute Diplomat Training Corporation Company မှာ Kim Yun Jun နဲ့မြောက်ကိုရီးယားထောင်လိုက်တာနာမှာ နန်းချွန်တွင်တို့ကိုလည်းအမေရိကန်အရေးယူတက်ကလိုက်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံသားတွေအော်တိုဘလတရက်နေ့ကစတင်ပြီးဗီဇာမလိုပဲမလေးရှားနိုင်ငံကို၁၄ရက်တောင်လည်းဖက်ခွင့်ပြု။အာဆီယံဖွဲ့ဝင်မလေးရှားနိုင်ငံမြန်မာနိုင်ငံသားတွေကိုဗီဇာမလိုပဲမလေးရှားနိုင်ငံတို့၁၄ရက်တောင်လည်းဖက်ခွင့်ပြုလိုက်ကြောင်းရန်ကုန်ခြေစိုက်မလေးရှားတန်ရုံကတရားဝင်သတင်းထုတ်ပြန်ကြေညာတယ်။ လာမယ့်အော်တိုဘလတ်တရနေ့ကစတင်မြန်မာနိုင်ငံသားနိုင်ငံကိုလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့်မလေးရှားနိုင်ငံကိုကာလာတိုလဲပတ်မှုအတွက်ဗီဇာကွင်းလွှတ်ခွင့်ပြုလိုက်ကြောင်းဆိုပါဗီဇာကွင်းလွှတ်ခွင့်မှာမလေးရှားနိုင်ငံတွင်ရပ်ပေါင်းဇလီရဲကြောင့်နေထိုင်ကြောင်းမလေးရှားတိုင်ဝန်ကဆိုရင်တို့ရရင်ဗီဇာကွင်းလွှတ်ခွင့်အစီအစဉ်ကမလေးရှားနိုင်ငံတွင်သို့တင်ကြပါဝင်ခွင့်ရရှိမည်ဟုအမှတ်ခံခြင်းမဟုတ်ပဲမလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိသဘောတူညီချက်ခွင့်ပြုချက်ပေါ်မူတည်နေကြောင်းသိရရင်အသောအပြန်လက်မှတ်ဟိုတယ်ဘွကင်းရှိုးမန်နေမလေးရှားကိုလာတဲ့အကြောင်းအရာစာရီကိုတည်တည်ကြကြသာစီစစ်မှတ်ခြင်းရှိပါတယ်မြန်မာနိုင်ငံသားရဲ့ဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်က တင်ချအောင်စီစဉ်မှာကတင်ချရတယ်။တကယ်တော့လာမဲ့သူတွေကတော့ခုနကပြောရလိုအပ်ချက်တွေကိုတင်ချပြင်ဆင်ပြီးမှသွားတင်တယ်လို့ရန်ကုန်ချင်းဆိုင်မလေးရှားထိုင်းနဲ့စင်ကာပူနိုင်ငံကိုခီးတော်ဝန်ဆောင်မှုပေးနေခီးတော်ဒိုရစ်ကုမ္ပဏီတစ်ခုကတောင်းသက်ပြောဆိုတယ်။မလေးရှားနိုင်ငံကလောကလာစာမြင့်မားခြင်းကြောင့်မြန်မာနိုင်ငံသားတွေတရားဝင်နဲ့တရားမဝင်ပါလမ်းကြောင်းမျိုးမျိုးဖြစ်သွားလောလောကိုင်းနေကြတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဆလပီမှားရင်စုဆောင်ကြရအတ္တမပြေစစ်မှုတိုင်းတထောင်ကျော်ကိုနှုတ်တော်ခွင့်ပြုပြီးဖြစ် Plan of Action လက်မှတ်ရေးထိုးခဲ့2022ခုနှစ်ကနေ2025ခုနှစ်ဩဂုတ်လအထိအရွယ်မြောက်တည်သူကလေးတငယ်တွေဟာစစ်မှုထမ်းခြင်းမှာကာကွယ်တားဆီးထိန်သိမ်းကော်မတီနဲ့ CDF မှာတို့ပူးပေါင်းပြီးအရွယ်မြောက်တည်မီမိုင်းဆွေးစားခဲ့အသက်မပြည့်စစ်တဲ့အမြဲတမ်းစစ်မှုထမ်း1150ခုတက်မတော်ကနှုတ်ထွက်ခွင့်ပြုပြီးမိဘအုပ်ထိန်းသူတွေပြန်လည်လွှဲပြောင်းပေးခဲ့ကြကာကွယ်ဝင်ကြီးဌာနပြည်သူ့ဝင်ကြီးဗိုလ်ချုပ်ကြီးမမကြီးကပြောတယ်စတီမာလ25ရက်ကကျင်းပတဲ့အရွယ်မြောက်တဲ့သူကလေးတငယ်တွေကိုစစ်မှုထမ်းခြင်းမှာကာကွယ် ။နာစီထိန်တဲ့ကော်မတီစီဝင်မှာကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ကြီးဌာနပြောင်းစုဝင်ကြီးပေါ်ချုပ်ယူမမောင်းကအထက်ပိုင်းတိုင်းပြောကြားခဲ့ခြင်းဖြစ်တဲ့အသက်16နှစ်မပြည့်တဲ့သူတွေစစ်မှုထမ်းဆောင်မှုမရှိစေဆောင်ရွက်နေပြီးကုလသမဂ္ဂထွတ်ထွတ်တွင်မှုကြောင့်အစီအကံစာမှာတမတော်ကြီးပောင်းနေခြင်းကိုလည်းစင်မပဲဖြန့်နိုင်မြန်မာနိုင်ငံဆိုရနဲ့ Country Transport on Monitoring and Reporting တို့မှလုပ်ငန်းစီမံချက်ကို2022ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပြီးကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို2024ခုနှစ်တည်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ လရှိကောမဒီနေဖြင့်တက်မလော်တွင်ကလေးစစ်သားအသုံးပြုမှုမရှိစေရတဆိုင်မမအကောင့်ထဲပေါ်စားလျက်ရှိပြီးအစည်းအဝေးဆုံးဖြတ်ချက်စာရပြီးစီမှုခြေနေတွေကိုလည်း CTF MR တို့အသိပေးကြောင်းကြားနေကြောင်းဗိုလ်ချုပ်ကြီးမမရကပြောတယ်။2021ခုနှစ်2025ခုနှစ်အောက်ကစတင်တက်မလော်တွင်အသက်မပြည့်သေးတဲ့စစ်သည်တွေမှားရဆူဆောင်မှုရှိစေအတွက်အသိပညာပေးမှုအကျိန်2920တိစေဥပဒေချုပ်ရုံးဒိုင်းစစ်ဌာနချုပ်ရုံးနေမှဥပဒေပါတဲ့ဆိုင်ရာရရှိကြည့်ရရှိတွေကတိုင်းတစ်ဖွဲ့နဲ့တက်မတော်တင်တန်းကြောင့်နေရှိတက်မတော်သားတွေကိုဆွေးနွေးပို့ချနိုင်ခဲ့ကြောင်းသိရပါတယ်။ လပ်ပင်ရွေးကောက်ပွဲအဥပဒေနဲ့ညီဝိုင်းအောင်ပူပေါင်းကြမှတ်ဆန်းတာကြလို့မကြခင်ကျမမရွေးကောက်ပွဲကြဥပဒေနဲ့ညီဝိုင်းအောင်ပူပေါင်းကြမှတ်ဆန်းရတဲ့လို့အကြောင်းစကိုင်းနိုင်ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်ကပြောတဲ့2025ခုနှစ်ပါတီစောဒီမိုကရေစီအတွက်ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်အတွက်လုပ်ငန်းညှိနှိုင်းစည်းဝေးနှစ်မြင်စွာ2025ကိုစတင်မလ25ရက်မနေ့ပိုင်းကမုံရမြို့စကိုင်းနိုင်ဒေသကြီးဆွေရောက်ဖွဲ့ရုံစည်းဝေးကမ္ဘာမှာကျင်းပစေပြောကြားခဲ့ခြင်းဖြစ်ပါတယ် အစည်းအဝေးသို့တိုင်းဒေသဝန်ကြီးချုပ်ဦးမြတ်ကျော်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်နှင့်တိုင်းဒေသကြီးစင်ဌာနဆိုင်ရာတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲဥက္ကဋ္ဌနှင့်ဖွဲ့ဝင်နှင့်မော်ရခိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ခရိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်နှင့်တောင်းကြပြီးတိုင်းဒေသကြီးတင်ရှိနာဂကိုပိုင်ဥက္ကဋ္ဌခွင့်ရဒေသကလေးခိုင်ကတာခိုင်ကောလင်းခိုင်ကံဘလူခိုင်ခန်းနီးခိုင်စကိုင်းခိုင်ရွှေဘူခိုင်ရေဦးခိုင်မော်လိုက်ခိုင်ဟုံးမလင်းခိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတွေက ဗီဒီယိုကွန်ဖရင့်စ်စနေနဲ့တက်ရောက်ခဲ့ကြရတဲ့စကိုင်းလိုက်ဒေတာကြီးရွေးကောက်ပွဲကော်မရှင်ဖွဲ့ကဥက္ကဋ္ဌနဲ့အတွင်းရင်မှုတို့ကစကိုင်းလိုက်ဒေတာကြီးတွင်ရှိခရိုင်မြို့နယ်များအတွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအတွက်တွင်ရွေးကောက်ပွဲဆိုင်အချက်လက်တွေလွှတ်တော်ဖွဲ့စည်းခြင်းမဲဆန္ဒနဲ့သတ်မှတ်ခြင်းကော်မရှင်ဖွဲ့အစဉ်အဆက်ဖွဲ့စည်းတာရှိမှု MEVN စက်တေဖြန့်ဖြူးပေးထားမှုခြင်းတွေကိုရှင်းလင်းဆွေးနွေးခဲ့ကြရတဲ့စကိုင်းလိုက်ဒေတာကြီးလောက်ကဦးစီးမှုကမဲဆင်းရအခြေခံနဲ့လူရည်ဆိုင်ရာကိစ္စရတဲ့တိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှုကလုံခြုံရေးကြီးကြပ်မှုဆိုင်ကိစ္စတွေကိုဖြည့်ဆက်ဆင်းနေခဲ့ကြောင်းတင်ပြထားပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံမှာနျူကလ িয়ার စွမ်းအင်စီစဉ်အလုံငန်းမှတ်တိုင်၃ခုလုပ်ငန်းစဉ်၃ခုနဲ့ဆောင်ရွက်နေမြန်မာနိုင်ငံမှာနျူကလ িয়ার စွမ်းအင်စီစဉ်အလုံငန်းမှတ်တိုင်၃ခုလုပ်ငန်းစဉ်၃ခုနဲ့အပြည်ပြည်ဆိုင်ရာလူမျိုးစွမ်းအေဂျင်စီရဲ့အလံ့ညွှန်ချက်တွေနဲ့ညီ Rostan ရဲ့ Thailand အတိုင်းဆောင်ရွက်လျက်ရှိတဲ့မြန်မာနိုင်ငံတော့ယာယီတယ်မလား နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရဲ့ကော်မရှင်ကတာပို့ချုပ်မှုရှင်မြောင်းလိုက်ကပြောတယ်။ရုရှားနိုင်ငံမော်စကိုမြို့ရှိအတန်မြို့ရဲ့စကန်မှာစတီမလာ25ရက်ကကျင်းပတဲ့ကမ္ဘာအမှုမြို့သတင်းပတ်ဖိုရန်အမှုပညာသင်ပွဲပွားခြင်းမှာကမ္ဘာအသင်းမြင်စီကိုခေါင်းစဉ်နဲ့ပြုလုပ်တဲ့မျက်နှာစုံညီထိုက်တီစီဝင်မှာမိကွန်ပြောကြားမှာထပ်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်တယ်။ပြပဆိုင်အမှုမြန်ဆိုင်အေဂျင်စီကမြန်မာနိုင်ငံသို့လုပ်ငန်းရံမဝေးပံ့ပိုးပေးခြင်းဆက်ပစ္စည်းကိရိယာထောက်ပံ့ပေးခြင်းအခြေခံစာအုပ်တွေမြင့်တင်ပေးခြင်းလူစားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဤပညာပူးပေါင်းဆောင်ရွက်အစီအစဉ်တွေပါပါဝင်စေခြင်း နည်းပညာဆိုင်ရာတင်နန်းနဲ့ပေးစင်နည်းပညာဘုပ္ပဆိုင်ရာစီမံကိန်းနဲ့စာချင်းတို့ဖြင့်ဘုပ္ပဆိုင်ရာလျှင်ရှိပါတယ်။ထို့ပြင်နျူကလ িয়ার နည်းပညာနဲ့ဇမ်းမာရေးကဏ္ဍစိုက်ပျော်ရေးကဏ္ဍနဲ့စက်မှုကဏ္ဍရမှာပုံမှုဖွံ့ဖြိုးတိုးတက်အစားအသောက်မျိုးဖြစ်ကလူဆိုင်ရာယဉ်မြင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ရုရှားနိုင်ငံရှိတက္ကသိုလ်နဲ့မြန်မာနိုင်ငံရှိတက္ကသိုလ်တွေကြောင်းပညာရေးကဏ္ဍဘုပ္ပဆိုင်ရာအတွက်နားလည်မှုစာချုပ်လိုက်လက်မှတ်ရေးထိုးပြီးစီမံလုံဆောင်လျက်ရှိတယ်လို့မြန်မာနိုင်ငံတို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။